ဆော်ဒီအာရေဗီယာမှာဖျားဘူးဘတ်စကားတိမ်မှမှုကြောင့်အင်ဒိုနီးရှားဖျားဘူး၆ဦးသေဆုံးဆော်ဒီအာရေဗီယာနိုင်ငံမှာမလ20ရက်ကဖျားဘူးတွေတင်ဆောင်လာတဲ့ဘတ်စကားတစီမက်ကနဲ့မီဒီနာကြားလမ်းမှာယင်တိမ်မှမှုဖြစ်ပွားခဲ့ပါတယ်ယင်တိမ်မှမှုကြောင့်အင်ဒိုနီးရှားနိုင်ငံသား၆ဦးသေဆုံးခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ် အဆိုပါမတော်ရင်ဟာအင်ဒိုနီးရှားဖျားဖူးတွေကိုတင်ဆောင်လာတဲ့အရင်ဖြစ်ပြီးမတ်လ20ရက်မွန်လွဲတနာရီ30မိနစ်အချိန်ခါကဂျက်တန်မှာကီလိုမီတာ150ခါအကွာမီတီနာဂျာလန်မှာယဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မတော်ရင်ဟာတိတ်မှောက်သွားပြီးတဲ့နောက်မှာမိလောင်မှုဖြစ်ပွားခဲ့ပြီးမတော်တဆမှုကြောင့်တန်ရန်ရသူကတော့14ဦးထိရှိခဲ့ပါတယ်။မတော်တဆမှုအတွင်းတာဝန်ရှိတဲ့ အမရခီသောအေဂျင်စီနဲ့ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီးထိခိုက်ခံစားခဲ့ရတဲ့အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့၎င်းတို့ရဲ့မိသားစုများဆိုင်ရာအချက်အလက်တွေပြေဆုံရရှိဖို့ဆောင်ရွက်နေတယ်လို့ဝန်ကြီးဌာနကတောက်ကြနေမတ်လ23ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။